ျော်ရွှင်ခြင်းဆိုတာအခက်ခဲတွေကိုဖြေရှင်းလိုက်မှရောက်လာတာဘဝမှာပြဿနာအခက်ခဲဆိုတာပုံမှန်ဖြစ်နေတဲ့အရာတွေဥပမာကျမ်းမာရေးပြဿနာကိုရှင်းညင်လို့အားကစားလုပ်ဖို့ကြိုးစားတော့နောက်ဆက်တွဲအခက်ခဲတွေပေါ်လာပြန်ရောမနက်စောစောထားရမယ့်ပြဿနာချွေးတတိတိကြအောင်ကစားရမယ့်ပြဿနာ ကစားပြီးရုံမသွားခင်ရေမြန်ချိုးရမယ့်ပြဿနာစသဖြင့်အိမ်တော်ကြီးမှလည်းအတူတူပဲရိုမက်တစ်ဒင်နာလေးမဆိုင်ရတာကြာပြီးတစ်ခေါက်လောက်သွားရအောင်ဆိုပြီးစီစဉ်အဲ့ဒီခါကျတော့လေဒင်နာကောင်းကောင်းစားဖို့ပတ်စံကုံမဲ့ပြဿနာအရင်လိုချစ်သေးရလားဆိုပြီးလူရိုအပြူစိတ်ကလေးပြန်မွေးရမယ့်ခက်ခဲအိမ်ပြန်ရောက်တော့လေအရင်လိုအားရပါရချစ်တလင်းပေါ်စိတ်ခင်းနိုင်ပါမလားဆိုတဲ့ဒုက္ခ ဒုက္ခပြဒနာခက်ခဲတွေဆိုတာဘယ်တော့မှရှမသွားဘူးပုံစံပြောင်းသွားတာပိုဆင်းမြင်သွားတာပိုကောင်းသွားတာပဲရှိတယ်ပျော်ရွှင်မှုဆိုတာအခက်ခဲတွေကိုဖြေရှင်းလိုက်မှရောက်လာမှာဖြေရှင်းတယ်ဆိုတဲ့ဇာတ်ကားကအရေးကြီးတယ်ဒုက္ခအခက်ခဲတွေကိုမဖြေရှင်းမဲထားတာဘာအခက်ခဲမှမရှိဘူးဆိုပြီးကိုယ့်ကိုယ်ကိုညာထားတာတောကကိုလောင်စာကျွေးနေတယ်လို့ပဲ ဖြေရှင်းလို့မရတဲ့ပြဿနာတွေများလိုက်တာဆိုပြီးဘာမှမလုပ်ဘဲထိုင်ပြီးခံစားနေရင်လေစိတ်ဆင်းရရမယ်။ဒီတော့တကယ်နီးလဲအမှန်ကအခက်ခဲတွေကိုဖြေရှင်းဖို့ဖြစ်တယ်။အခက်ခဲကြီးတဲ့ဘဝကိုတည်ဆောက်ဖို့မဟုတ်ဘူး။ဒီတော့ပြေရှင်းဖို့အတွက်ပြဿနာတစ်ခုခုကိုဖြေရှင်းဖို့လိုလာပြီးဒါကြောင့်ပြောရှင်ခြင်းဆိုတာစတိုင်လုပ်ရမယ့်အလုပ်တစ်ခု ဖြစ်တယ်။ကုသိုလ်ကံကောင်းလို့အလကားနေပျော်နေမှာမဟုတ်ဘူး။ပြောရှင်နည်းစာအုပ်တွေဖတ်ပြီး ြောတယ်ဟိကျွန်ုပ်ဒီနေ့ပြောသည် ဆိုပြီးပြောလိုက်ရုံနဲ့ရသွားမယ့်အရာမဟုတ်ဘူးပတ်စံတွေ ပိုရှံပြီးအိမ်အကြီးကြီးထပ်ဆောက်လိုက်ရုံနဲ့လည်းရမှာမဟုတ်ဘူးကို့အတွက်အစင်းတင်းလေးဖြစ်အောင် သူများတွေကလက်ဆောင်လာပေးမယ့်အရာလေးမဟုတ်ဘူးပျော်ရွှင်ခြင်းဆိုတာအမြဲတမ်းပုံမှန်လုပ်သွားရမယ့်အရာမျိုးဖြစ်တယ်အခက်ခဲတွေကို ဖြေရှင်းမှပျော်ရှင်မှုရမှာဖြစ်တဲ့အတွက်တကယ်ပြောချင်းမှန်မှန်ဖြည့်ရှင်းသွားရမယ်အခက်အခဲတွေကိုကြိုဆိုရမယ် ဒီနေ့ဖြေရှင်းလိုက်တဲ့ပြဿနာတွေကမနှက်ဖြန်တော့အခက်အခဲတွေထပ်ဖြစ်လာရင်ဖြစ်လာမယ်။စိမ့်မှန်တဲ့ပျော်ရွှင်မှုဆိုတာကိုယ်တကယ်စိတ်ပါလက်ပါဖြေရှင်းကျင်တဲ့အခက်အခဲတွေကိုတွေ့သွားတာပဲလေ။တခါတလေရတဲ့အခက်အခဲတွေကရိုးရိုးလေးတွေဖြစ်ရင်ဖြစ်မယ်။စိုက်ကောင်းကောင်းလေးမှစားရဖို့မရောက်သေးတဲ့နေရာကိုခီးထွက်ဖို့ဒီနေ့ဝယ်လာတဲ့ဂိမ်းခွေကိုအပြီးစော့ဖို့စသဖြင့်တခါတလေကြရင်တော့တိမ်မွေးခက်ခဲတဲ့ပြဿနာတွေလည်းဖြစ်နိုင်တယ်။ မိဘတွေတွေနဲ့အဆင်ပြေဖို့ကိုကြိုက်တဲ့လူမှအလုပ်ရဖို့အပေါင်းအသင်းတွေနဲ့ပိုဝေးမသွားဖို့ဘာခက်ခဲတွေပဲဖြစ်ဖြစ်ပုံစံကတော့အတူတူပါပဲဒီလျော်ဖြစ်ရှင်းနိုင်ရင်ပျော်ရမယ်ဒါပေမဲ့လူတော်တော်များများကဒီလိုရိုးရိုးမတွေးနိုင်ကြဘူးဘာဖြစ်လို့လဲဆိုတော့သူတို့မှာပြဿနာရိုးရိုးလေးတွေကိုရှုပ်ကောင်တောက်တလွဲလှုပ်ပစ်တတ်တဲ့အကျဉ်းဆုံးနှစ်ခုရှိနေလို့နံပါတ်1လက်မခံခြင်း လူတော်များများကကို့မှာခက်ခဲတွေရှိနေတာကို လက်ကိုမခံတာအားလုံးတာယာဖြောင်းပြူးနေတယ်ဆိုပြီးကိုယ့်ကိုယ်ကိုပြန်ညာတယ်ခဏတာတော့အစင်ပြေနေပေမဲ့ကြာလာတော့ကြောက်စိတ်သိုးရင်စိတ်တွေစိတ်ဖိစီးမှုတွေက အမိလိုက်လာတာပါပဲနံပါတ်1အပြစ်တင်ခြင်းတချို့ကျတော့သူတို့ရဲ့ပြဿနာတွေဟာဘလို့မှဖြေရှင်းလို့မရပါဘူးလေဆိုပြီးစိတ်လျှော့ထားကြတယ်ရှင်းလို့ရတဲ့ပြဿနာကိုလည်းတမင်မရှင်းဘူး အခြားလူတွေကိုအပြစ်တင်တယ်၊ကြကြမာကိုအပြစ်တင်မယ်၊တလောကလုံးကိုအပြစ်တင်မယ်။ဒါလေခဏတာအတွက်တော့မတိတာပဲမဲ့ကြာလာတော့ဒေါသ၊မောဟ၊ဦးလောင်မှုတွေနဲ့အထီးကျန်လာရော။ကိုယ်ပြေသနာကိုလက်မခံတာအပြစ်တင်လွှဲချတာတွေများနေတာဘာမှမဆန်ဘူး။လွှဲတာကိုရင်ဆိုင်ဖြစ်ရှင်းတာလောက်မခတ်ဘူးလေ။ဟင်းအင်းဆိုပြီးညင်းတာလူများကိုအပြစ်တင်ရတာလွယ်လဲလွယ်တယ်။နေလို့လဲကောင်းမကောင်း ိုးဘာသာကိုဖြည့်ရှင်းတာကြတော့ပြင်ပန်းနေမဟုတ်လားဘူးတလုံးဆောင်အကုန်လွှဲချနေလို့ထိုင်လို့ကောင်းတကယ်ချင်းနေမှာကိုခဏမိတ်ထားဒါကိုဆေးဆွဲတယ်လို့ကိုဆွဲတာပဲဆေးဆွဲတယ်ဆိုတာတကယ်ပြောတာဘိမ့်မီမှာဆွဲတတ်တာမဟုတ်ဘူးရိုလာကိုစတာစီးတယ်လို့ဖဲရိုက်တယ်လို့အမဲလိုက်တယ်လို့ယာယီခဏခဏတာယာတဲ့ခံစားချက်မျိုးဒါလေးဆွဲတတ်တာပဲအပြောတော့ပဲကောင်းနေအောင်မြင်ပျော်ရွှင်ရေးစာအုပ်တော်တော်များများလဲဒီလိုပဲ တကယ်ပြဿနာအရေးမြစ်ကိုဖြေရှင်းဖို့တိုက်တွန်းတာနေတယ်။ခဏတော့အစဉ်ပြေသွားမယ့်နည်းတွေပဲမြားတယ်။မှန်ရှိသွားရဲ့ငါစိတ်မညစ်ဘူးဟေးဆိုပြီးအော်သုံးရက်အတွင်းအောင်မြင်နီးချက်ချင်းပျော်နီးဤကျင်ကန်းတွေလို့ရှေ့မှာပြောခဲ့သလိုပဲတကယ်ပျော်ပြီးသားလူဆိုတာမှန်ရှိမှာကိုကိုကိုပျော်တယ်ပျော်တယ်ဆိုပြီးပြောနေစရာမလိုဘူး။ခဏတော့ဖြေသိမ့်ပေးတဲ့ခံစားချက်တွေကကြာရင်ဆွဲလာပဲ။ ဒီဖြစ်လန်းအနည်းတွေကိုအားကိုးလေလေဆေးဆွဲသလိုဆွဲလာလေလေတခါတလေဆိုကိစ္စမရှိပေမဲ့တကယ်ယောဂါကိုမရှင်းပဲယာယီဆေးတွေပဲသုံးနေရင်တော့ယောဂါရင့်လာတဲ့အခါဘယ်သူမှကဲနိုင်မှာမဟုတ်ဘူး